ခါတုန်းကရော်ဘင်နဲ့ဒန်နီယယ်လို့ခေါ်တဲ့ဇနီးမောင်နှံတဦးရှိခဲ့ပါတယ်။ဒန်နီယယ်ကတော့ចောင်းဆရာတဦးဖြစ်ပြီးရော်ဘင်ကတော့အင်ညာစီမံကိန်းမှာလုပ်လုပ်ကင်ပါတယ်။သူတို့ဟာကလေးအရန်လိုချင်ပေမဲ့ရော်ဘင်ဟာကိုဝင်များစွာပြတ်ကျခဲ့ပြီးကလေးမရနိုင်တော့တဲ့အတွက်မျောလင်းချက်တွေကုံဆုံးပြီးကလေးမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ဟာကလေးမွေးစားဖို့အတွက်အကျိုးဆောင်တဦးနဲ့တွဲဆောင်နေပြီးအဲ့ဒီအကျိုးဆောင်ကခေတလီယာလို့ခေါ်တဲ့ကလေးမလေးတဦးကြောင့်ပြောပြပါဗျ။ခေတလီယာဟာနားကြားပေမဲ့စကားမပြောပါဘူး။ဒါဟာမွေးရပါအခြေအနေလား။ဒါမှမဟုတ်သူကိုယ်တိုင်ကစကားမပြောကျင်တာလားဆိုတာတော့ဘယ်သူမှမသိပါဘူး။ခေတလီယာကို အရင်က မွေးစားဖူးတဲ့မိသားစုကအချိန်တိုတွင်းမှာပဲမိဘမယ်ကေဟာကိုပြန်ပို့ခဲ့ကြတာပါ။ဒန်နီယယ်နဲ့ရောဘင်တို့ဟာ ခေတလီယာကိုမွေးစားဖို့သဘောတူလိုက်ပြီးရဲ့အနှဲငယ်ကြမှာခေတလီယာကအင်ကိုရောက်လာပါတယ်။သူတို့ဇနီးမောင်နှံနဲ့ကလေးမလေးကိုနှွေထွေးစာကြိုးစိုးခဲ့ကြပါတယ်။ခေတလီယာဟာအိမ်နှံလိုက်ကြည့်ပြီးစူးစမ်းမိမဲ့ရေကူးကန်ကိုတွေ့တဲ့အခါမှာတော့ဘာကြောင့်တောင်မှမသိမနှစ်သက်ပုံရပါတယ်။ရောဘင်ဟာခေတလီယာအတွက်မိဖို့ကြောင့်နဲ့မှစားတောက်တွေပြင်ဆင်နေတော့သူ့အမေကဖုန်းခေါ်လာပါတယ်။ခေတလီယာရဲ့အကြောင်းကိုအွန်လိုင်းမှာရှာဖွေကြည့်မိတော့ ခေတလီယာရဲ့မိခင်ဟာသူတို့မိသားစုတစ်ခုလုံးရဲ့အသက်ကိုတပ်ဖြစ်ခဲ့ပြီးခေတလီယာတူတည်းသာအသက်ရှင်ကျန်ခဲ့ကြောင်းသိရတယ်လို့ပြောပါတယ်။ဒါကြောင့်မျိုးရိုးလိုက်ခဲ့မယ်ဆိုရင်ခေတလီယာဟာစိတ်ပန်းဆန်ရာ မတည်ငြိမ်မှုကြောင့်အန္တရာယ်ရှိနိုင်တယ်လို့ရောဘင်အမေကသတိပေးခဲ့တယ်။ရောဘင်ကတော့ဒီအကြောင်းကို သူမတို့သိပြီးသားဖြစ်ကြောင်းခေတလီယာဟာစိတ်ဓာတ်ရရထားတဲ့ အပြစ်မရှိတဲ့ကလေးတယောက်သာဖြစ်တဲ့အတွက်စိတ်မပူဘူးသူမမိခင်ကိုပြောပါတယ်။အဲ့ဒီနောက်ဒူးစန်းတဲ့အရာတခုဖြစ်ပေါ်လာပါတယ်။မိဖို့ကြောင့်လည်းတတိပြေအားလုံးဟာ ပုတ်တိုးနေပြီးသူမကုလေးတင်လှုပ်ထားတဲ့စင်ဒရစ်တွေတောင်ပျက်စီးပုတ်တိုးသွားတာကိုမြင်လိုက်ရပါတယ်။ရေခဲတစ်တာပြတ်တယ်လို့ထင်ပြီးဒန်နီယယ်ကစစ်ဆေးတဲ့အခါမှာတော့ရေခဲတစ်တာမပြတ်ပါဘူး။ဒါပေမဲ့ရေခဲတရာတွေကအစားအသောက်တိုင်းဟာ ပုံသူပစ္စည်းနေတာကတော့ထူးဆန်းလို့မှာတယ်။ အဲ့နောက်ရောဘင်ဟာအစ်တလီယာကိုရေချိုးပေးဖို့ခေါ်ဆောင်သွားပါတယ်။ကလေးမလေးဟာစိုးရိမ်နေပုံရပြီးရောဘင်စကားပြောနေတဲ့တစ်ချိန်လုံးသူမကိုသာစိုက်ကြည့်နေခဲ့ပါတယ်။ရောဘင်ကတော့သမီးမင်းကလေးတောင်မွေခဲ့ရင်ဂျက်စီကာဆိုတဲ့နာမည်လေးပေးဖို့ရည်ရွယ်ခဲ့ပြီးမြဲကိုဝင်လေးချိန်ပြကြခဲ့ရလို့အခွင့်အရေးမရခဲ့ဘူးလို့ပြောပါတယ်။သူမဟာကတလီယာအတွက်မိခင်ကောင်းတယောက်ဖြစ်နိုင်မှာမလားလို့စိုးရင်စိတ်ဝင်နေကြောင်းဝန်ခံလိုက်ပါတယ် ဒန်နီယယ်ကတော့ဇနီးတဲ့ကိုအားပေးနှစ်သိမ့်ရင်ကလေးမလေးကိုအချိန်ပေးလိုက်ပါအရာရာပြည့်လည်သွားမှာပါလို့ပြောခဲ့ပါတယ်။အဲဒီညမှာပဲသူတို့လင်မယားအိပ်ပျော်သွားတော့ကက်သလီယာဟာတိတ်တိတ်လေးထလာပြီးမိဖို့ကြောင့်ကိုပြေးသွားပါတယ်။မိဖို့ကြောင့်တဲ့ကဓာတ်ချောင်းကိုဆွဲယူလာပြီးသူတို့လင်မယားရဲ့အိမ်ခန်းအပြင်ဘက်ကနေသူတို့လင်မယားကိုချောင်းကြည့်နေရင်သူမဟာတစုံတရာကိုစဉ်းစားနေသလိုတွေးဝေနေပါတယ်။ တစ်ချိန်ထဲမှာပဲရေကူးကန်နေရရေတွေဟာစုပွက်နေပါတယ်။နောက်နေ့မနေ့မှာဒန်နီယယ်ဟာရေကူးကန်ထဲမှာပန်းရောင်အစင်းရှိတဲ့စိတ်ကက်ကက်အရာတွေရှိနေတာကိုသတိထားမိလိုက်ပါတယ်။သူကအဲ့ဒီအရာတွေကိုခွက်တစ်ခုတည်းခတ်ယူပြီးရောဘင်ကိုပြပေးမယ်။ရောဘင်ကတော့အလုံးနောက်ကျနေတော့မှအာရုံမဆိုင်နိုင်ပါဘူး။သူမမသွားခင်မှာမိဖို့ကြောင့်ကဓာတ်တွေယူထားမိသလားလို့ဒန်နီယယ်ကိုမေးပေမဲ့ဒန်နီယယ်ကတော့မယူပါဘူးလို့ပြန်ပြေခဲ့တယ် ဒန်နီယယ်ကအဲ့ဒီအရာတွေကို အသေးစိတ်ကြည့်ပြီးလေ့လာနေတော့ခက်တလီယာရောက်လာတော့သူကစလိုက်ပါတယ်။ခက်တလီယာကတော့ခွက်ကိုပုတ်ချပြီးထွက်ပြေးသွားပါတယ်။ခက်တလီယာဟာအကျုပ်တွေအားလုံးကိုရေကန်နားကိုယူလာပြီးစော်ကစားမဲ့အစာတစ်ခုပြီးတစ်ခုရေထဲကို ပြချနေပါတယ်။အဲ့ဒီအချိန်မှာစားပါယောဂါတစ်ခုကိုခံစားနေရတဲ့အင်းကြီးချင်းကောင်မလေးဖီယိုနာရောက်လာပြီး တူတူစောလို့ရမလားလို့မေးပါတယ်။ ခေသလီယာကခွင့်ပြုလိုက်ပြီးမကြခင်မှာပဲသူတို့နှစ်ဦးဟာအယုတ်တွေကိုအတူတူဖြက်စီးပြီးတငယ်ချင်းဖြစ်စာပြုလာပါတယ်။ဖီယိုနာရဲ့မိခင်လီစီက သူ့သမီးကိုလာရှာပါတယ်။ဖီယိုနာမှာယောဂရှိတာကြောင့်လီစီက အလွန်ယူဆိုင်ပါတယ်။ရော်ဘင်တို့လင်မယားထွက်နှုတ်ဆက်တော့ဖီယိုနာက ရော်ဘင်ကိုကြည်ရင်နဲ့အန်ဒီကသူ့အတွက်ဝင်ပေါက်တစ်ခုပဲလို့ယုတ်တရထပြောလိုက်ပါတယ်။ဒါပေမဲ့လီစီကတော့ကလေးရာဒီလိုပဲရှောက်ပြောတာလို့ပြောလိုက်ပါတယ်။ အဆုပ်တွေကိုဖျက်ဆီးထားတာမြင်လိုက်ရတော့ရော်ဘင်ကဖီယိုနာကြောင့်လူကျူစားပြီးဒန်နီယယ်ကိုခေတ္တလီယာကိုဖီယိုနာနဲ့ဝေဝေးထားဖို့ပြောလိုက်တယ်။အဲဒီနောက်ပျောက်နေတဲ့ဓာတ်တွေကိုပြန်တွေးတော့ဒန်နီယယ်ကဓာတ်တွေကိုခေတ္တလီယာရဲ့အခန်းထဲမှာတွေးကြရအောင်ပြောလိုက်တော့ရော်ဘင်ကအံ့အားသင့်သွားတယ်။အဲဒီညမှာလဲခေတ္တလီယာဟာဒန်နီယယ်ရဲ့အလုပ်ခန်းထဲကလွန်ပူနဲ့လှ့ကိုယူပြီးရေကူးကန်ပြီးမှငြိမ်သက်စွာရက်နေပြန်ပါတယ်။နောက်ရက်တွေမှာတော့ ော်ဘင်ဟာတစုံတစ်ယောက်ကသူ့ကိုအမြဲတမ်းစောင့်ကြည့်နေလို့ခံစားရပြီးစိတ်မလုံးမလဲဖြစ်လာပါတယ်။ခစ်စလီယာရောက်လာပြီးမှဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်နေတာလို့သူမကဒန်နီယယ်ကိုပြောပါတယ်။ဒန်နီယယ်ကတော့ရော်ဘင်ဟာပြောင်းလဲမှုတွေနဲ့အစားမကြသေးလို့ဖြစ်နိုင်တယ်လို့ပြောပြီးမိသားစုထဲမှာကစ်စလီယာရောက်လာတဲ့အတွက်ပါတီပွဲတစ်ခုပြုလုပ်ဖို့နဲ့အိမ်ကြီးချင်းတွေကိုလည်းဖိတ်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီညမှာတော့မမြင်နိုင်တဲ့ စွမ်းအားတစ်ခုဟာရေကူးကန်ထဲကအိမ်ဘက်ကိုရောက်လာပြီး ပတင်းပေါက်နာကငှက်တိုက်တဲကငှက်ကလေးတွေတည်ဆုံသွားခဲ့ပါတယ်။နောက်တနေ့မှာတော့ပါတီပွဲကိုအိမ်ကြီးနာစင်းနေတဲ့ကလေးတွေတက်ရောက်လာပါတယ်။ရော်ဘင်ကကစ်စလီယာကိုအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အစာအစာတွေဟာပုတ်တိုးစားပြူလာပြီးရင်ကောင်းနေလဲဝဲနေပါတယ်ခေတလီယာဟာစိတ်မသက်မသာဖြစ်လာပြီးလူတွေနဲ့ဝေးရကိုထွက်သွားတယ် အဲ့ဒီချိန်မှာကလေးမတယောက်ကခေတလီယာရဲ့ရှေ့ကိုပေါ်လာပြီးနိမေယာနိမိသားစုကိုတကယ်ပဲတက်ပြခဲ့တာဟုတ်လားလို့ဒဲရိုမေးလိုက်တဲ့အခါမှာခေတလီယာဟာဒေါသတကြီးနဲ့တိုက်ခိုက်ပါတော့တယ်။အဲ့ဒီဖြစ်ပြကြောင်ဒန်နီယယ်နဲ့ရောဘင်တို့ဟာအကြီးအကျယ်စိတ်ပြက်ခဲ့ရတယ်။အဲ့ဒီညမှာပဲခေတလီယာဟာကျောပွေးကိုဆွဲပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့မမြင်ရတဲ့ဆွမ်းအားတစ်ခုကသူ့ကိုအိမ်ကနေထွက်သွားခွင့်မပေးခဲ့ပါဘူး။ သူမရဲ့နှာခေါင်းကနေသွေးတွေစီးကြလာပြီးနာကျင်မှုကြောင့်လဲကျသတိလစ်သွားခဲ့ပါတယ်အဲဒီဖြစ်ပျက်ကို Robin နဲ့ Daniel တို့ကတော့မသိလိုက်ပါဘူး။သူတို့ဟာပန်းရောင်အချွဲတွေရှိနေတဲ့ရေကူးကန်ထဲမှာကြီးနူးနေခဲ့ပါတယ်။ခက်သလီယာပြောင်းနေမှန်တိတော့မှနေရာတိုင်းကို လိုက်ရှာကြပြီးနောက်ဆုံးမှ Daniel ကသူမကိုမြောင်းထဲမှာသတိလေးလေးတွေ့ရတယ်။နောက်နေ့မနေ့ခက်သလီယာအိယာတို့တော့ Daniel ကအနားမှာစောင့်အိပ်ပေးနေတယ်။ အဲ့ဒီချိန်မှာပဲပီယိုနာကတကားကိုအကျယ်ကြီးခောက်လာလို့ပြီးကေတလီယာနဲ့တွေ့ကျင်နေဆိုပြီးတော့အတင်းအိမ်မော်တက်သွားပါတယ်ပီယိုနာကကေတလီယာကိုနင်းထွက်ပြေးဖို့ကြိုးစားပြီးမှဒီမှာပြိမိနေတယ်မဟုတ်လားလို့ပြောပါတယ်ပြီးတော့သူတို့ညောက်အတူတူစောကြတယ်ဒန်နီယယ်အခန်းထဲကိုလာတော့ဖီယိုနာကမကောင်းဆိုးဝါးတွေလာနေပြီလို့ပြောတယ်။ဒန်နီယယ်ကမကောင်းဆိုးဝါးစွာတကယ်မရှိပဲအရေးတေသဖြစ်ဆောင်အားပေးရယ်။ဖီယိုနာကရေမောပြီးမှားတယ်လို့ပြန်ပြောတယ် ထန်နီရဲ့ထွက်သွားပြီးနောက်ဖီယိုနာဟာတစုံတစ်ခုကိုအာယုံခံလိုက်သလိုမျက်လုံးတွေကိုမှိတ်လိုက်ပြီးခစ်စလီယာကိုမင်းအားမကောင်းဆိုဝါတကောင်နဲ့送ဘူးတယ်လို့ပြောတယ်။အဲ့ဒီမကောင်းဆိုဝါကမင်းကိုအမြဲတမ်းခြောက်လန့်နေပြီးမင်းချေရတဲ့သူတွေကိုထိခိုက်အောင်ကြိုးစားခဲ့တယ်လို့ပြောတယ်။အဲ့ဒီနောက်မှာဖီယိုနာဟာမျက်လုံးတွေကထူးဆန်းစွာအကြောင်းတောက်လာပြီးအန်ထုတ်လိုက်တယ်။ဟေးနော်ရောဘင်တို့လင်မယားဟာကစ်တလီယာရဲ့အခန်းကိုရှင်းနေရင်ဒန်နီယယ်ရဲ့လွှာတွေကိုဖွက်ထားတာကိုမြင်လိုက်ရတယ် မိသားစုရဲ့အတိတ်ဆိုးကြောင့်ကက်သလီယာဟာစိတ်ဒဏ်ရာရနေဆဲဖြစ်တယ်လို့သူတို့ယူဆပြီးစိတ်ပညာရှင်တဦးစီကိုခေါ်သွားခဲ့တယ်။စိတ်ပညာရှင်ကပုံဆွဲခိုင်းတော့ကက်သလီယာဟာဒန်နီယယ်နဲ့ရော်ဘင်တို့ကို ပုံချမ်းဆွဲပြတယ်။ဒါပေမဲ့ယုတ်တရက်ဆိုလိုဒန်နီယယ်ရဲ့ပုံပေါ်ကိုအနီရောင်ဆေးတွေပေးချင်အောင်လင်းချလိုက်ပြီးရော်ဘင်ရဲ့ပုံပိုင်းနေရာမှာအပေါက်နှစ်ပေါက်ဖောက်ပြီးရော်ဘင်ကိုပြန်ချောင်းကြည့်တယ်။ဒါကိုမြင်လိုက်ရတော့ရော်ဘင်ဟာအိမ်သာတဲ့သွားပြီးထိုးအံတော့တယ်။ အဲနောက်ကီဇလီယာကိုပန်းချောင်ကိုလိုက်ပို့ပြီးရော်ဘင်ကသူ့မှာကိုဝင်ရှိနေပြီးဖြစ်ကြောင်းဒန်နီယယ်ကိုပြောလိုက်တယ်။ဒန်နီယယ်လည်းဝမ်းသာပျော်ရွှင်နေတာပေါ့။ရော်ဘင်ကတော့ကီဇလီယာကိုအိမ်မှာမထားချင်တော့ဘူးလို့ဝန်ခံလိုက်တယ်။ရောဘင်ကတော့ကစ်စလီယာမှာစိတ်ပိုင်းဆိုင်ရာပြဿနာကြီးကျယ်ရှိနေတယ်လို့ယူဆတယ်။ဒန်နီယယ်ကတော့ရောဘင်အတွေးခေါင်နေတာလို့အခိုင်အမာပြောဆိုတယ်။ နောက်နေ့မနက်မှာရောဘင်အိပ်ပျော်နေတော့ဒန်နီယယ်ဟာကော်ပီတောက်ဖို့အပြင်ထွက်သွားတယ်။ခက်သလီယာဟာစိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ရောဘင်ရဲ့အခန်းထဲကိုတိတိဆိတ်ဝင်လာခဲ့တယ်။ဒန်နီယယ်ပြန်ဝင်လာတော့ရောဘင်ရဲ့အော်တန်ကိုကြားလိုက်ရတယ်။အပေါ်ကိုပြေးတက်သွားတော့ကက်သလီယာဟာရောဘင်ကိုလက်ကိုကျိုးရည်နဲ့တုပ်ထားပြီးဘိုက်ပေါ်မှာတက်ထိုင်နေတာမြင်လိုက်ရတော့သူရမ်းတုန်လှုပ်သွားတယ်။ကက်သလီယာကိုဆွဲခေါ်သူခန်းထဲမှာတောခတ်လိုက်ပြီးရောဘင်ကိုကျိုးပြန်ဖြေပြီးတော့ရောဘင်ဟာစိုက်ကြီးတငင်ကိုပါတော့တယ်။ ဒီကောင်မလေးကငါးနဲ့ငါးကလေးတွေအန်ရည်ရှိရယ်ဆိုတာငါမပြောဘူးလားလို့ငိုပြီးပြောပါတယ်။ဒန်နီယယ်လည်းစိတ်ဆိုးပေမဲ့စိတ်ကိုပြန်လျှော့လိုက်ပြီးခေတ္တလီယာကိုငါတို့ကမင်းရဲ့ရန်သူမဟုတ်ဘူး၊ကုညီရှင်ုံသက်သက်ပဲ။ဒါပေမဲ့မင်းကငါတို့ကိုယုံကြည်ရမယ်လို့ပြောလိုက်တယ်။ခေတ္တလီယာဟာလိမ့်စာတစ်ခုရေးထားတဲ့စာရွက်တစ်ပြည့်ကိုလှမ်းပေးလိုက်တယ်။ဒန်နီယယ်လည်းကလေးမကဒီနေရာကိုသွားချင်နေတယ်ဆိုတာသိလို့ခေါ်သွားလိုက်တယ်။အဲဒီအချိန်မှာရောဘင်ဟာသွေးတွေစီကြပြီးကိုဝင်ပြတ်ကျသွားတယ်။ ခန္ဓာကိုယ်ထဲကထွက်ကြလာတဲ့အသားစာလေးတခုကိုပလင်းထဲထည့်လိုက်ပြီးသူအယံဝမ်းနေနေတယ်။ဒါပေမဲ့ရုပ်တရက်သူ့ရဲ့ဗိုက်ထဲမှာတခုခုလုံရှားနေတာကိုသူ ခံစားလိုက်ရတယ်။ဒါဟာလုံးဝမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လည်းကလေးရန်လိုချင်တဲ့ရော်ဘင်ဟာကလေးလေးအသက်ရှင်နေတော့မယ်လို့တထေးချယုံကြည်လိုက်တယ်။ခေတ္တလီယာပေးတဲ့လေးစာအတိုင်းလိုက်သွားတဲ့ဒန်နီယယ်ဟာမစ်အေဗလင်းလို့အမည်ရတဲ့အမျိုးသမီးနဲ့တွေ့တယ်။ဒန်နီယယ်ကခေတ္တလီယာရဲ့အကြောင်းကိုပြောလိုက်တော့ အီဗလင်းရဲ့မျိုးလုံးတွေကအယောင်တောက်သွားတယ်။တကယ်တော့သူတို့မိသားစုဟာကစ်စလီယာကိုအရင်မွေးစားမှုတဲ့မိသားစုပါ။ကစ်စလီယာဟာတိတ်ဆိတ်ပေမဲ့ခင်းရတင်ရခက်ခဲကြောင်းပြောပါတယ်။အီဗလင်းဟာပြုံးပြီးပြောနေပေမဲ့ဒေါသအရေးရောင်လေးပါနေတာကိုဒန်နီယယ်ကသတိထားမိတယ်။ဒါ့အပြင်အီဗလင်းရဲ့စတောက်မှာပတ်တီးစီးထားပြီးပတ်တီးပေါ်မှာလောက်ကောင်နေတက်နေတာကိုလည်းမြင်လိုက်ရတယ်။ ခေတ္တရီယာပါလာလားလို့အီဗလင်းကမေးလိုက်တဲ့အခါမှာဒန်နီယယ်ဟာတကူးကူမှားနေပြီလို့ခံစားမိတာကြောင့်မပါဘူးလို့လည်နိုင်ပါတယ်။အဲဒီချိန်ခေတ္တရီယာကလက်ထဲမှာခေါက်တံတကူးကင်ပြီးပေါ်လာပါတယ်။အီဗလင်းဟာရုတ်တရက်ထရက်ပြီးခေတ္တရီယာကိုတိုက်ခိုက်တော့တယ်။အီဗလင်းရဲ့ယောက်ျားရောက်လာပြီးအီဗလင်းကိုဆွဲတယ်။ဒန်နီယယ်ကလည်းခေတ္တရီယာကိုဆွဲခေါ်ပြီးအိမ်ထဲကထွက်ပြေးရတော့တယ်။အီဗလင်းရဲ့ခြေထောက်တွေလက်တွေမှာကျိုးတွေချီထားလို့သာသူတို့တက်တာသွားတာပါ။ဒန်နီယယ်တို့အိမ်ပြန်ရောက်တော့ အီဗလင်းရဲ့ယောက်ျားပြေးထွက်လာပြီးဒီကလေးမကိုဘာလို့ဒီကိုခေါ်လာတာလဲလို့အော်ဟစ်ပြီးရန်တွေးပါတယ်။ဒီကလေးမမရောက်လာခင်ကငါတို့မိသားစုကတာယာပျော်ရွှင်ခဲ့တယ်။သူရောက်လာမှငါတို့တွေဒုက္ခရောက်တော့တာ။ဒီကောင်မလေးကမကောင်းဆိုသွားပဲလို့အဲ့ဒီလူကြီးကပြောတယ်။ကာမထွက်ရသေးခင်မှာပဲအီဗလင်းကသူတို့နားကိုရောက်လာပြီးလိုက်လံတိုက်ခိုက်လို့ဒန်နီယယ်လည်းကားမောင်းပြရတော့တယ်။အီဗလင်းလည်းမြေကြီးပေါ်လဲကြာကြံနေတယ်။အင်းကိုပြန်ရောက်တော့ရောဘင်ဟာထူးထူးခြားခြားညင်သက်နေပြီး သူ့ဘက်ကလည်းတာမန်တဲ့ပူကြီးနေတာကိုမြင်ရတယ်။ရော်ဘင်ကတော့သူ့ကိုဖက်လိုက်ပြီးဒါကိုကျမလိုချင်နေခဲ့တာဒီတခါတော့အရာရာအဆင်ပြေပါပြီလို့ပြောလိုက်တယ်။နောက်တစ်နေ့မှရော်ဘင်ကဆရာဝန်စီသွားပြတယ်။သူသွေးစင်းတဲ့အကြောင်းကိုပြောပြီးဖန်ပလင်းထဲကအသားစာတွေကိုလည်းပြတယ်။ဒါပေမဲ့ကျမကလေးကအသက်ရှင်နေတော့မယ်ကျမမိဖွားတော့မှာလို့ရော်ဘင်ကအခိုင်အမာပြောတယ်။ ကလေးအသက်ရှင်နေတယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့အတွက်ဆရာဝန်ကတော့စိုးရင်ပူပန်ပြီးချက်ချင်းစိတ်ယုံတက်ပြီးစိတ်ကူတာမှုခံယူသင့်ကြောင်းရောဘင်ကိုပြောပေးမယ်။ရောဘင်ကတော့စိတ်ဆိုးပြီးပြန်သွားတယ်။အင်းပြန်ရောက်တာနဲ့ရောဘင်ဟာဒေါသတစီနဲ့ခက်စလီယာရဲ့အခန်းထဲကိုရောက်သွားတယ်။အရင်တုန်းကတော့မင်းဝန်ကမိသားစုဖြစ်စေချင်တာ။အခုတော့မလို့တော့ငါ့ရဲ့သမီးလေးတယောက်တည်းနဲ့တင်လုံလောက်တယ်လို့ပြောလိုက်တယ်။ခက်စလီယာလည်းအယမ်းလန့်သွားပြီးဖီအိုနာစီပြေးလာသွားတယ်။ ဖီယိုနာတို့ရင်ရောက်ရောက်ချင်းပဲဖီယိုနာကအဲ့ဒီဟာကိုငါဘလို့တိုက်တော့ရမယ်ဆိုတော့ငါလည်းမသိဘူးလို့ဝန်ခံတယ်။အဲ့နောက်ဖီယိုနာကငါတငယ်ချင်းတွေအပေါ်ရက်မှာရှိရဲ့လာခဲ့ဆိုပြီးတော့ခေတ္တလီယာကိုပေါ်ရက်ကိုခေါ်သွားတယ်။သူ့ရဲ့တငယ်ချင်းတွေကတော့ပိုးမွားတွေနဲ့ဒူးဆန်းတဲ့ပုံတွေဖြစ်နေပါတယ်။ဖီယိုနာကဒီကောင်တွေကစကားပြောတယ်လို့ပြောပြီးခေတ္တလီယာကိုမင်းတေချာနားထောင်ရင်မင်းကိုစကားပြောလိမ့်မယ်လို့ပြောတယ်။ အဲဒီအချိန်မှာဖီယိုနာရဲ့မျက်လုံးတွေဟာရုတ်တရက်တောက်ပလာပြီးတူတလက်ကိုဆွဲယူပြီးခစ်စလီယာရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်။ဒန်နီယယ်ဟာခစ်စလီယာကိုအပြေးလွှားစေရုံကိုပို့လိုက်ပါတယ်။ဒါပေမဲ့ခစ်စလီယာဟာပြင်းထန်တဲ့ဒဏ်ရာတော့မရခဲ့ပါဘူး။ဒါပေမဲ့ဆရာဝန်ကအုံနောက်ကစကန်ဖက်နေတော့မယ်။ပုံမှန်မဟုတ်တဲ့အရာတခုတော့တွေးမိတယ်။တေချာပြေဆုံးသိရတာနဲ့ဖုံးဆက်မယ်လို့ပြောခဲ့တယ်။ အိမ်ပြန်ရောက်တော့ဒန်နီယယ်ကရောဘင်ကိုခေတ္တရာရဲ့အကြောင်းကိုအကျိုးအကြောင်းပြောပြပေးမယ်။ရောဘင်ကတော့ဘူးမဆိုင်ပါဘူး။ငါတို့ရဲ့သမီးလေးမကြခင်ရောက်လာတော့မယ်လို့အိတ်ဆက်ဆက်ပြန်ပြေးပါတယ်။ရောဘင်ရဲ့ပိုက်ကပုံမှန်နဲ့ကြီးနေတဲ့အတွက်ဆရာဝန်နဲ့ပြသဖို့အကြံပေးပေမဲ့ရောဘင်ကတော့ဒေါသထွက်သွားတယ်။ဒန်နီယယ်ဟာရေကန်တန်းရှင်းရေးလုပ်နေရင်ဖီယိုနာသူတို့အိမ်ကိုစိုက်ကြည့်နေတာကိုလမ်းမြင်လိုက်တယ်။ဖီယိုနာကနောက်ကိုပြေးလိုက်တော့ခေါင်းနှလုံးပါတဲ့ကြောက်စရာရုပ်တစ်ခုထားခဲ့တာကိုသူတွေ့လိုက်တယ်။ အဲဒီအချိန်မှာဆေးရုံကနေဖုံးဝင်လာပါတယ်။သူတို့ကခေတ္တရာရဲ့အုံနောက်မှာတစုံတစ်ခုကိုတွေးစီထားတာဖြစ်ပါတယ်။ဒန်နီယယ်ကရောဘင်ကိုတွားပြောပေမဲ့ရောဘင်ကအခန်းတကားကိုလောချထားပါတယ်။ရောဘင်ဟာအိမ်ရာပေါ်မှာတွေးတွေကျွဲပြီးကလေးမိဘဖို့ပြင်နေပါတယ်။ဆေးရုံရောက်တော့ဆရာဝန်ကခေတ္တရာဟာရှားပါလွန်းတဲ့ Venetian Twin Syndrome ကိုခံစားနေရတယ်လို့ရှင်းပြပါတယ်။ ခေတ္တလီယာမှာအမွာရှိခဲ့ပေမဲ့သူမမောင်နှမရဲ့ခန္ဓာကိုယ်ဟာခေတ္တလီယာရဲ့ဥနောက်ထဲမှာပြိမိနေခဲ့တာပါအထူးသဖြင့်စကားပြောခြင်းကိုထိန်းချုပ်တဲ့ဥနောက်အစိပ်ပိုင်းနေရာမှာခေတ္တလီယာရဲ့အမွာကပြိမိနေတာမို့ခေတ္တလီယာစကားမပြောနိုင်တာကိုရှင်းပြခဲ့ပါတယ်ဆေယုံကအပြန်စားတော့ဆိုင်တစ်ခုမှာဝင်စားတော့ဒန်နီယယ်မရှိတော့ခေတ္တလီယာဟာဒါတချောင်းကိုယူပြီးသူ့ကောင်းသူထိုးဖို့လုပ်နေခဲ့ပါတယ်အိမ်ပြန်ရောက်တော့ဒန်နီယယ်ဟာရော်ဘင်ရဲ့တူးဆန်းတဲ့ပြုမှုတွေကြောင့် ခေတလီယာကိုအိမ်ထဲကိုတက်မှန်ခိုင်းမဲနဲ့သူကအပေါ်တက်သွားပါတယ်။အခန်းထဲရောက်တော့အိယာပေါ်မှာသွေးတွေဆွဲနေပြီးရော်ဘင်ကလည်းလူမင်းနေမကောင်းတဲ့ပုံပေါ်နေပါတယ်။ကလေးမွေးတော့မယ်လို့ပြောပြီးရေချိုးကန်နဲ့ဝင်သွားတယ်။ရော်ဘင်ဟာပြင်းထန်တဲ့နာကျင်မှုတွေနဲ့အော်ဟစ်နေပြီးခဏကြာမှတော့ပုံစံရံပြက်နေတဲ့တေဆုံးမိသားကလေးငယ်တူကိုမွေးပွားလာခဲ့တယ်။ဒန်နီယယ်ဟာအကြီးကျယ်စိတ်ထိခိုက်သွားပြီးမျက်ရည်တွေနဲ့ဘာလို့ရမှန်းမသိပဲအပြင်ကိုထွက်လာခဲ့တယ်။ ကားထဲရောက်တော့ခေတလီယာကခေါင်းနှလုံးပါတဲ့အယုတ်ကိုပြပြီးအားလုံးကိုတည်နေတဲ့ဖီအိုနာရှီကိုသွားပါလို့တောင်းဆိုတဲ့ပုံပြပါတယ်။အလွန်အမင်းစိတ်ပြက်အားငယ်နေတဲ့ဒန်နီယယ်လည်းသဘောတူလိုက်တယ်။ဖီအိုနာရဲ့အိမ်ကိုရောက်တော့ဖီအိုနာရဲ့အမေလစ်စီကဖီအိုနာဟာနဝိညာဉ်နေနဲ့စကားပြောနိုင်ပြီးအခြားကဘာကိုမြင်နိုင်တဲ့ထူးခြားတဲ့ကလေးတူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်ခေတလီယာရဲ့ကိုရင်းကတခုခုကိုသူရိပ်မိနိုင်အောင်ပြောပြပါတယ်။ ယူနာရောက်လာပြီးကစ်တလီယာရဲ့အတွင်မှာကပ်ပားကောင်တကောင်ရှင်သန်နေကြောင်းအားလုံးသိအောင်ခေါင်းဝင်ရိုက်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။အဲဒီကပ်ပားကောင်နဲ့စကားပြောပြီးဒီတက်ဖို့သိအောင်လုပ်နိုင်တယ်လို့ဆိုပါတယ်။သူတို့အပေါ်ဓာတ်ထက်ကိုကိုတက်သွားပြီးလေစီကဖီယိုနာရဲ့မျက်လုံးကိုခေါင်းစုံနဲ့အုပ်ပေးပါတယ်။ဖီယိုနာဟာကစ်တလီယာရဲ့ကပ်ပားကောင်နဲ့စကားပြောစာပြုလာပါတယ်။ ဒီသရဝါဟာခေတ္တရီယာရဲ့မွေးဖွားလာခြင်းမရှိသေးတဲ့အမွာညမဖြစ်ကြောင်းသူဟာကိုယ်ပိုင်ဘဝတစ်ခုမရခဲ့တဲ့အတွက်ဒေါသထွက်နေကြောင်းသူသက်စင်မှုအတွက်အားလုံးကိုအသုံးချဖို့ကြိုးစားနေကြောင်းပြောပြပါတယ်။သူရဲ့သားကောင်းဟာပထမဆုံးခေတ္တရီယာတို့ရဲ့မိခင်ဒုတိယအေဗလင်အခုကတော့ရောဘင်ဖြစ်ပါတယ်။ရောဘင်ဘာကြောင့်ကလေးတွေမွေးရဆိုတာကိုရှင်းပြပါတယ်။မိကိုသရဝါရဲ့မအောင်မြင်တဲ့ကြိုးပမ်းမှုတိုင်းဟာရောဘင်ကိုပို့ပြီးအားနည်းစေပေမဲ့သရဝါကတော့မရက်တတ်နိုင်ပါဘူး။ ရောဘင်ကိုကယ်တင်မှုအတွက်ကတော့ခေတ္တလျာရဲ့အုံနောက်တွေကအမွာကိုဖယ်ရှားပြစ်မှရမှာပါ။ဘာကြောင့်လဲဆိုတော့ရောဘင်ဟာတကားပေါင်းတစ်ခုမျှသာဖြစ်ပြီးအစစ်အမှန်မိကြကခေတ္တလျာရဲ့အုံနောက်ထဲမှာရှင်သန်နေလို့ပါပဲ။အချိန်ထဲမှာပဲရောဘင်ရဲ့ဆရာဝန်ဟာသူမရဲ့အခြေအနေကိုစိုးရိမ်လာကြောင်းအိမ်ကိုရောက်လာပါတယ်။ရောဘင်ဟာတကားဖွင့်ပေးပြီးချက်ချင်းအိမ်ထဲကိုဝင်ပုန်းနေပါတယ်။ ။ဇာဝင်မလည်းအိမ်ထဲကိုရောက်တာနဲ့တခုခုမှားယွင်းနေတယ်ဆိုတာကိုချက်ချင်းရိပ်စားမိပြီးစိတ်ငြိမ်စေတိုးပေးဖို့ပြင်ဆင်နေပါတယ်။အဲဒီအချိန်မှာဒန်နီယယ်နဲ့ခစ်စလီယာတို့ရောက်လာပြီးဇာဝင်မကိုချက်ချင်းပြန်မှုပြောလိုက်ပါတယ်။ဘသူမှမတုံ့ပြန်နိုင်ခင်မှာပဲရောဘင်ဟာရုတ်တရက်ရောက်လာပြီးဒန်နီယယ်ကိုကကြည်နဲ့ထိုးချလိုက်ပါတယ်။ဒန်နီယယ်သတိလစ်သွားတော့ဆရာမကိုလည်းပဲကကြည်နဲ့အချက်ပေါင်းများစွာထိုးပြီးတက်ဖြတ်လိုက်ပါတယ်။ရောဘင်ဟာခစ်စလီယာကိုလိုက်ဖမ်းပြီးအိမ်ပြင်ဘက်ကရေကူးကန်စီကိုဆွဲခေါ်သွားပါတယ်။ ရေကန်ထဲမှာလည်းပဲထူးဆန်းတဲ့ဝဲတစ်ခုဖြစ်ပေါ်နေပါတယ်။ခေတ္တလီယာကိုရေထဲနှစ်ဖို့စူးစမ်းနေတော့လေစီတို့ရောက်လာပြီးခေတ္တလီယာကိုကယ်လိုက်ပါတယ်။ရော်ဘင်မေးလဲနေတော့ခေတ္တလီယာက သူ့မရဲ့ဘိုက်ကိုတိုက်ခိုက်တော့လေစီက တားလိုက်ပါတယ်။ရောဘင်ဟာတကားပေါင်းများစွာပြစ်ပြီးအစစ်မှန်ကခေတ္တလီယာရဲ့ဦးနောက်ထဲမှာရှိနေတာလို့ဖီအိုနာကသတိပေးလိုက်ပါတယ်။လီစီကဒန်နီယယ်ကိုကူညီဖို့စူးစမ်းနေတော့ရောဘင်သတိပြန်ရလာပြီးလီစီရဲ့လေဘင်ကိုဓာတ်နဲ့လှိချလိုက်ပါတယ်။ ဖီယိုနာနဲ့ကက်သလီယာတို့ဟာတရားရနေတဲ့ဒန်နီယယ်ကိုအလို့ယုံစီကိုဆွဲခေါ်ပြေးတယ်။ရော်ဘင်ကတော့မကောင်းဆိုဝါရဲ့လွှမ်းမိုးခြင်းကိုလုံးဝခံလိုက်ရပြီးအလို့ယုံတဲ့ကိုဝင်ရောက်ဖို့စူးစမ်းနေတယ်။ဖီယိုနာကရော်ဘင်ကိုကယ်တင်ဖို့ကက်သလီယာရဲ့အုံနောက်ထဲကသတ္တဝါကိုတပ်ပစ်ဖို့ပြောတယ်။ဒန်နီယယ်လည်းမလုံဆန်နိုင်မဲ့သဘောတူလိုက်ရတယ်။ဒန်နီယယ်ဟာကက်သလီယာရဲ့ကောင်းကိုလုံးနဲ့ဖောက်ချလိုက်တဲ့အခါမှာကြီးမားပြီးပုံပြက်နေတဲ့ကပ်ပါးကောင်ဟာထွက်ကြလာပါတော့တယ်။ ခတလီယာကမကောင်းဆိုးဝါးကိုကောက်ယူပြီးတက်ပြစ်လိုက်မှရော်ဘင်လည်းတတိယလာပါတယ်။ကပ်ပါးကောင်ကတကယ်ပဲခြုံငိမ့်သွားတာလား။ရော်ဘင်ကရောတကယ်ပဲအသိစိတ်ပြန်ဝင်လာတာလား။စီရှုသူပြိတ္တတို့ကရောဘလို့ထင်မြင်ကြပါသလဲရှင်။ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေကိုတက်ဆက်သွားအောင်မှမို့မူပြီးပိုင်ကြည့်ကြည့် channel လေးကိုလိုက်ရန် subscribe လေးလုပ်ခဲ့ကြပါအောင်နော်။ See you